Still a chance here. Another shot and another goal. Wonderfully converted there by Mielu. ကောက်ပါလေကောက်လိုက်သွင်းပါလေဂိုးတို့ဘယ်နဲ့ကန်သွားတဲ့ဂိုးတွေကဒါတကယ်ကစားသမားတယောက်မှရှိတဲ့ရှိတတ်ရဲ့အရေးချင်းရှိတဲ့ဟာတွေမြင်ရတယ်ပေါ့။နောက်သူ့ရဲ့အရက်အမောင်းအရက်မောင်းကလည်းဘာပြောဒီအာဆီယံမှာရှင်လို့ရတဲ့အနေထားမှာရှိရထိုင်းတို့ဗီယန်နန်တို့ ਨੇ ဒီချက်ပို့ပြီးတော့သူကြက်ခိုင်မှုလေးဒီချက်ပို့ပြီးတော့ကောင်းမယ်ဆိုရင်ဒါဘာပြောလာမယ့်စီးဂိမ်းမှာစောင့်ကြည့်ရမယ့်ကစားသမားတွေမှာ ပါသွားပြီပေါ့ဟုတ်မြန်မာဖုတ်ဘောဝီမန်တီမ်ကဒါကွန်ဂရက်ချူလေးရှင်းပါဒါဘာပြောပရမဆုရမရတာလည်းကြာပြီလေအဲ့ဒါကျွန်တော်တို့မြန်မာလူမျိုးတွေပျော်ရွှင်ရတာပေါ့ဒုတိယချက်နဲ့လည်းမီးထက်လို့ပေါ့အကောင်းလာပါလေတကယ်ကောင်းတဲ့ကစားသမားလေးပါကျွန်တော်လည်းအခုမှမြင်ဘူးကြည့်ဘူးတာပါဘာပြောဟုတ်တယ်အခုကြီးလေးတိုင်ငယ်ဖိတ်ကုတ်ပွဲမှာသူကစားတာကြည့်ဘူးလားပထမသူကစားတာမကြည့်ဘူးလေဟ ကောက်ပါလေကောက်လိုက်သွင်းပါလေဂိုးတို့ဖေနဲ့ကန်သွားတဲ့ဂိုးတွေကဒါတကယ်ကစားသမားတယောက်မှရှိတဲ့ရှိတတ်ရဲ့အရေးချင်းရှိတဲ့ဟာတွေမြင်ရတယ်ပေါ့နောက်သူရဲ့အရက်အမောင်းအရက်မောင်းကလည်းဗာပြောဒီအာဆီယံမှာရှင်လို့ရတဲ့အနေထားမှာရှိရထိုင်းတို့ဗီယက်နမ်တို့ ਨੇ ဒီတက်ပို့ပြီးတော့သူစက်ခိုင်မှုလေးဒီတက်ပို့ပြီးတော့ကောက်မယ်ဆိုရင်ဒါဗာပြောလာမယ့်စီးကိမ်းမှာစောင့်ကြည့်ရမယ့်ကစားသမားတွေမှာပါသွားပြီပေါ့ဟုတ် In a good cross it's going to be dangerous a header and that is another up therefore the incoming player that was amelu ဘယ်မြန်မာလေးကစားဖို့လိုဦးမထင်ねသူအနေနဲ့ကြည့်ရတာอืมနည်းနည်းလေးတင်းဝက်ပေါ့เนาะသူသူ့ရဲ့လှူရှားမှုကိုနောက်ကနေလိုက်ပြီးတော့မကူသူခေါင်းတိုက်ဝါတဲ့ဂိုးဆို cross ကောင်းတယ်လေပန်အဲအဲ့လိုမျိုးပေါ့သူသူလှူရှားမှုကိုလိုက်ပြီးတော့ပန်ပိုးပေးတဲ့သူလည်းဆိုတော့ဒီတက်မကအားကြီးပိုကောင်းတော့မထင်ပါလေဟုတ် ဒါဘလို့ဖြစ်ဒီ interview လေးကိုညီမလေးမြင်နေမယ်ဆိုလို့ရှင့်လေပေါ့ဒါကိုကိုကတာနေ patient နေစကားလဲဆိုအာကြိုးစားပေါ့နော်အကိုကြီးကကိုတို့နိုင်ငံအတွက်ဒါညမလေးယူစဉ်ကစားသမားတယောက်ဖြစ်ရတာဂုံယူကဂုံယူဖို့ကောင်းတယ်လေအဲ့တော့သူ့နေနေလဲစူးစမ်းတာမြင်ပါတယ်ဒီတက်မကအောင်ပင်လာမေလို့လဲယုံကြည်ပါတယ်သူ့ကြောင့်လဲမြန်မာမျိုးသမီးတွေကိုပြိတ္တိတော်စိတ်ဝင်လာစားစိတ်ဝင်စားလာတာတွေ့ရတဲ့အတွက် မြန်မာလေးနေနဲ့ပို့ပြီးတော့ဒီတမကစူးစမ်းပြီးပါဘာပြောတိုင်းပြည်တွေကုံဆောင်နေတဲ့ကစားသမားတယောက်ဖြစ်ပါစီလို့ဟိုဆုတောင်းပြပါတယ်ဟုတ်ကဲ့ Winger crossing put in still a chance still a chance here another shot and another goal wonderfully converted there by Mielu ရေရှင်ကျွမ်းနေပေါ်ကျတော့ဘယ်လိုလဲနေမိလဲကျွန်တော်လည်းအခုမှသူ့စဟိုဖြစ်တော့ဒါတို့နီးပြစရာတော့ပူတိမှာပေါ့နော်အဲဟိုဒါပေမဲ့ကောင်းပါတယ်ကျွန်တော်မြင်တော့ဘာပြောဒီ ် overseas ကလာပြီးကစားရတယ်ဆိုပေမဲ့လေအတင်းနဲ့ပေါက်ဆက်မှုကမြင်နေလေအဲ့တော့ तू ကောက်ပါလေကောက်လို့လေဒါကိုသွင်းသွားနိုင်တာပေါ့ဟုတ်ဆိုတော့အကိုဒါဒီရုပ်ပိုင်းဆိုင်ရာပေါ့နော်ဒါပုံမှန်ကစားသမားတွေတဲ့အခါလို့ရှင်လေ तू ကနည်းနည်းလေးဒါရုပ်ပိုင်းဆိုင်ရာအချောတာပေါ့ဆိုတော့ main 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 ကလေး main ကလေးဆန်တာပေါ့ဟုတ်ကဲ့ဟုတ်ကျုံဘူးလားအကိုဒါညီမမင်းကလေးတင်ရှိပါလေစတန်းတန်းတူတို့ဘာလို့လဲသူတို့ခင်နဲ့သူတို့ခါဝမ်းဒါမင်းကလေးဆန်ဆန်လေးနဲ့ ဟိုဖြစ်ခဲ့တာပါတို့အခုနောက်ပိုင်းကျတော့မတူတော့မတူတော့ပေါ့ဒါဒီကလေးမတွေကတော့သူကရက်မောင်းတယ်ဟိုကနေတော့ international site ဖြစ်တော့ကြည့်ကောင်းလာပေါ့ညီမလေးနော်ဟိုတော့ပါတယ်ဟုတ်ကဲ့အရေးချင်းရှိတဲ့ကစားသမားလို့မြင်တယ်လေအဲ့ဒါကြောင့်ရတာပေါ့သူကအနာကက်မှာထုံတောက်လာမယ်ဒါဟိုပါပဲဘလုံးသမားတယောက်ပဲညီမလေးစဉ်စဉ်တော့သူကစားနိုင်မှုပဲလူတာသူသူသူဒီဘက်အချိန်ပေးနိုင်မှုလူတာပေါ့နော်သူအချိန်များများပေးပြီးတော့ ချက်ခိုင်မှုလေးဒီတက်ပူပြီးဟိုကဖြစ်လာမယ်ဆိုရင်တော့အောင်မြင်ပါပါဟုတ်ကဲ့ပါဒါပေမဲ့သူတို့ကောင်းပါတယ်အခုဒီပြိုင်ပွဲမှာပထမရဖို့တဲ့အတွက်လာမယ့်စီးကိမ်းမှာမြန်မာဘောလုံးသင်းအောင်မြင်ပါပါဟုတ်ကဲ့ကြုံကြည်ပါတယ်သူတို့ကလက်ရှိဂျပန်နီးပြားနဲ့လေသူတို့ဒီစီးကိမ်းကိုရည်ရွယ်ပြီးပြင်ဆင်လာတာဖြစ်တဲ့အတွက်ကောင်းပါပါလက်ရှိဂျပန်နီးပြားလည်းမစိုးပါဘူးကျွန်တော်ဟုတ်ကဲ့ကျွန်တော်ဂုံယူတာပေါ့ငါညီမလေးဂုံယူတာပေါ့ဟိုတိုင်းပြည်အတွက်ဒါပထမဆုံးသူတို့ စုပလာရသွားတယ်သူတို့ကိုသူတို့လည်းဒါယုံကြည်မှုရှိသွားတယ်လာမယ့်ပြိုင်ပွဲတွေမှာလည်းသူတို့ယုံကြည်ချက်ရှိသွားတယ်အခုလိုမျိုးအဖွဲ့ချုပ်တို့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ကလည်းသူတို့ပံ့ပိုးပေးတဲ့အတွက်သူတို့ရဲ့လာမယ့်ပြိုင်ပွဲတွေကတော့သူတို့တော့ခွန်အားဖြစ်သွားတာပေါ့နော်အဲ့တော့ဝမ်းသာပါတယ်ဟုတ်ကဲ့ပါဒီကတော့ကျွန်တော်ရေသက်လုပ်ငန်းတို့စတဲ့ဆောင်လုပ်ငန်းတို့လုပ်နေပါတယ်ဘောလုံးကွင်းတို့ပေါ့ဟုတ်ကဲ့ရှိပါတယ်အခက်အခဲတွေတော့အများကြီးပဲဒါပေမဲ့အကောင်းဆုံးဖြစ်အောင်ကြိုးစားနေပါတယ်ဟုတ်အသားကျနေပြီလားမတူတော့မတူဘူးပေါ့နော်ညီမ တမျိုးစီရောခက်ခဲတာပဲဘလုံးမှကျတော့ခနာကိုပင်မန်းတာပေါ့စီဝိုင်းကြမှာတော့စိတ်ပိုက်ဆိုင်ရာတွေပင်မန်းတာပေါ့ဟိုအဲ့အတွက်ကြိုးစားနေပါတယ်ဟုတ်ကဲ့အဲ့ဒါဆက်ရှိတမရဒါဘလုံးတန်ခဲတဲ့အရာတွေအခုချိန်မှာတော့ကျဲမရင်နဲ့ပတ်သက်လို့ရှိရင်အဲ့လိုဖြစ်တာရောရှိတာပေါ့အဲကြက်ခိုင်မှုပိုင်းနဲ့ပတ်သက်လာရင်တော့ဟိုလောက်ဝရိယပေါ့နော်ဘယ်လိုပဲလုပ်လို့စီဝိုင်းပဲလုပ်လို့အားသာသမားအလုပ်ပဲလုပ်လို့ဝရိယကောင်းမှုလို့လို့တာပေါ့ကိုကဒီချိန်ကိုသွားမယ်ဒီချိန်မှာဝရိယကောင်းမှုလို့လို့တာပေါ့အဲ့တော့ ကျွန်တော်ဝရိယကောင်းကိုကျူးစားပါတယ်ဟိုအလုတ်ကိုအလုတ်ချိန်ကိုရောက်အောင်သွားတယ်ပေါ့အဲ့ဒါကဘာပြောကျွန်တော်အောင်မြင်မှုလမ်းကြောင်းပေါ့ရောက်တာတွေလို့ယုံကြည်ပါတယ်ဟုတ်ကျက်ခံမောကဒါဘလုံးကမတယောက်ဖြစ်ခဲ့တဲ့အတွက်ကြောင့်ဘူမီကျက်ခံတယ်လို့ပြောလို့ရတာ။အဲအားကစားတော့လုတ်လုတ်တင်တာပါနော်။ဘာပြောအားကစားတော့ငယ်ငယ်လေးကြီးရမဟုတ်ပါဘူး။အနေနဲ့အများတော့လုတ်ပါဟုတ်။အဲ့ဒီအကောင်ကျိုးတွေဆိုရင်ကဘာတွေခံစားရလဲ။စိတ်ပိုင်းဆိုင်ရာကျက်ခံမှုတွေကောင်းတာမဟုတ်ညီမ။အတကယ်ဒီ physical ပိုင်းဆိုင်ရာကတော့ဘယ်လိုမျိုးရှိတယ်ပေါ့။ physical ပိုင်းဆိုင်ရာတော့အသက်ရွယ်ပေါ့ညီမ။ ီအသက်ရွယ်မှာကျတော့ငငယ်ရလို့ကန်ချင်တိုင်းကန်လှုပ်ရှင်လိုက်လို့လို့မရတော့လေပျက်ပျက်ကျဒီချိန်မှာအယိုးချိုးမဆက်နိုင်တော့အဲ့တော့နည်းနည်းဟိုဘယ်လန့်ချိန်ရတာပေါ့ဟုတ်